ဧရာဝတီတိုင်းမှာမန္တလေးတိုင်းဘက်မှအတင်းတွင်းလာတဲ့အာလူမြောင်တပိတ်တာကိုငွေကျပ်1500ဈေးတက်လာတဲ့အတွက်အထူးကံဒူရန်စာများမစားနိုင်ကြအောင်တိရောက်ခံများစားသုံးသူနဲ့ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရပါတယ်။အဆိုပါအာလူမြောင်ဈေးထိုးတက်လာခြင်းဟာအာလူမြောင်စိုက်ပျိုးမှုအကောင်းနဲ့မန္တလေးဘက်မှအာလူအထက်နှုန်းလျော့ကြခြင်းအာလူစိုက်ပျိုးရေးစရိတ်ကုန်ကျမှုများပြားလာခြင်းတိရောက်တည်ငြိမ်မှုမရှိတဲ့အတွက်မဆိုင်နိုင်ခြင်းစတဲ့အခြေအနေများကြောင့်ဖြစ်တယ်လို့သိရပါတယ်။ အရင်ကတပိတ်တာ800လောက်ရှိတဲ့အာလူကအခုတပိတ်တာကို1000ကျော်ဆိုတော့ဖယ်လွယ်တော့မလဲ။ဒါကြောင့်မဖြစ်မနေစောင်းမရမယ့်ဆန်နဲ့ရှင်ရင်တော့ဆန်ကိုပဲဦးစားပေးလိုက်တော့တယ်။ အလူးကိုတော့လောလောဆယ်မစားနိုင်တော့ဘူးဈေးကလည်းဒီတက်တက်ကြမယ်မထင်ဘူးမကြလည်းမစားတော့ဘူးတကားမှအလူးဈေးဒီဒေတာမှာတလောက်ဈေးမဖြစ်ခဲ့ဘူးဘူးတပိတ်တာကိုတုံတန်းစားလို့ရပေမဲ့အလူးတစ်မျိုးတည်းစားလို့မှမရတာလို့အေယဝတီတိုင်းပတိမ်မြို့ကဒေတာခန့်အိမ်ရှင်မတူကပြောပါတယ်ယခုလုံးမန္တလေးတိုင်းဘက်မှာအေယဝတီတိုင်းဘက်တို့အလူးများတင်တွင်တည်ယူတဲ့အခါလန်ခီနိုင်စစ်ဆေးမှုများတင်းကျပ်နေတဲ့ဖြစ်တည်ယူရန်ခက်ခဲလာခြင်းဒီလေဈေးနှုန်းမြင့်တက်လာမှုနဲ့တက်ဆိုင်နေလို့သိရပါတယ်ဒါအပြင်ကုန်တင်ကားခများဈေးမြင့် င်တက်လာခြင်းလမ်းခီးခိတ်ကြေးပေးဆောင်ရမှုများများလာခြင်းတိုက်ပွဲအခြေအနေများကြောင့်ကုန်ကားများညဘက်တည်ယူရန်ခက်ခဲလာခြင်းစားရတဲ့အခြေအနေများကြောင့်အလူများဈေးမြင့်တက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။